အားလုံးပဲမိကလာပါထမြက် reaction ရတဲ့ကြိုးဆိုပါရယ်ကျွန်တော်ဒီကနေ့မှာတော့လူတီယာမှာ69ရလောက်မြာခဲ့တဲ့အရန်အောင်မှာထူဆန်းအံ့ဩဖွယ်ကောင်းတဲ့ဗီဒီယိုလေးတစ်ပုဒ်ကို reaction လုပ်ပေးခြင်းပါတယ်ဆိုတော့စလိုက်အောင်ခင်ဗျာဒီညာအောင်မှာဖြစ်တဲ့အတွက်တာဝန်ရှိတဲ့ဒီပြည်မင်းများဒီပါဘောပါစေတံမြေတော်ပေါင်းတို့မိမိရဲ့ရှင်လောင်းများကိုနေရာလေးကြီးသာသနာမတ်တဲ့မှာနေရာလေးကြီးချပြမှုရန်အတွက် တောင်ဝင်းစီမြေကြီးမြများမိတ္တရထားပါလေကလေးတွေတီလာယူရမှာဖြစ်တဲ့အတွက်တီလာယူပြီးကမှသာလျင်ဆန်ချမှာဖြစ်ပါလေပြီးတော့ဆန်ချတဲ့အခါဘုရားတို့သင်္ကန်းပရိက္ခရာများဒိဋ္ဌာတဲ့အလူရှင်များကိုတခါရင်ဒီနေရာမှာပဲပရိက္ခရာရှင်မအိမ်ကပြီးတော့ရဟန်းတံဃာတွေကပိဋကတ် သတ္တဝါတို့ဟာပြိသိဝေမှာဖြစ်ပါတယ်သိဝေကြီးရဲ့ခါဒုညမှာလည်းသိသိသောမှာဖြစ်ပါတယ်အလောမီတို့အဓိပ္ပာယ်သိသူတည်ရှိပါတယ်ယေဟုကေတို့ဒီကံကတည်းကဘောနဲ့ဒီရောပါပါအာယေယေဟုကေတို့ဒီကံတည်းကသာပြီးဒီမှာဒီလိုတဲ့နေရာမှာပြိပြဝဘုရားများကလေးတွေအတွက်နေရာလေးတွေပြင်ထားပြီးဖို့ရန်အတွက်သာဒနာမရက်မှာသီလဤမှာဖြစ်ပါတယ်ပလေ ကျွန်တော်အမေတော့ရှင်းရတယ်ဘာပဲပါတယ်ပြတ်ရှေ့မှာနေရာလေးတွေကလေးသူငယ်များရဲ့ဒီမှာဘူပါများလည်းပဲပြီးတော့တခါတယ်အော်နောက်ကဖြတ်ပြီးတော့ပါတယ်ဗောနော်အန္တရာမရကွာနေရာယူပြီးမရအတွက်ဒီလည်းရက်ခဲ့ပါလေဆင်လောင်းများပြည့်နေပြီတဲ့ကာရဏမန္တတုသုတ္တပြီးမရအန္တရာမန္တမှာသီလရပါဖြစ်ပါတယ် ထိုးရတာလူမပါပဲနဲ့သင်ကန်းတွေကိုဒါရွှေတိဆောင်းသွားတာပေါ့နော်။ဒီပါဘုရားဆရာပြတော့ပါတော့ငခုမိမိတို့တိလာယီတိမသာလေးရဲ့စံချမှာဖြစ်ပါလေဒါကြောင့်မလို့စံချပါကဒုရိယာများဖြစ်ပါလေဒါကြောင့်မလို့ဆက်ကလေးတွေကိုတော့ခေတ္တကဏ္ဍဒီလိုပြန်ထားပြီးမှရဲ့အတွက်ထင်ပေပေးတာရက်ခံပါလေမလာမလာမလာရေဟိုဒီလိုတင်ကြရေးကြည့်အောင်မလာလားအဲ့ဒါနေတဲ့နာရီ ဒီဖြစ်စဉ်ကကျွန်တော်တည်တည်လောက်ကတော့ဒါလက်ပံတော်လို့သိရပါတယ်လက်ပံတော်ကတို့ဒါအင်မပေးလို့ဒီလိုမျိုးလုတ်ပေးရတယ်လို့သိရပါတယ်ခင်ဗျာတရဏာကျင်းတို့ဗျာပြည်တော်ကျင်းတော်လျှောက်တော့ပါခင်ဗျာတရဏာကျင်းတော်ကြောက်ပြီးပါရင်အတွက်ဘုရားတပည့်တော်လျှောက်တော့ပါခင်ဗျာတရဏာကျင်းတော်ပါဘုရားရှိပါခင်ဗျာတရဏာတော်အနေနဲ့ဘုရားတရားရှိတဲ့သူရဲ့ တရားရည်တို့အားဒီကံကုလပြုဝေရန်တို့လည်းပဲသောတာတာရဗျာအလုံးအဲ့တော်ပြိတ္တများဒီမီတို့လိုအပ်တာများရှိတော့တယ်လည်းပဲလိုအပ်တယ်လို့ဒီမီတို့ဒီကံဒါလည်းပြုဝေရန်အတွက်ယခုသာသနာ့မှာလည်းပါသီလယူပါဖြစ်ပါလေဒီကမှာတာလည်းရင်ဒီမီတို့မင်္ဂလာဝိသဘောမင်္ဂလာဆိုင်ဘွဲ့နဲ့အတူဆန်ချအပါဖြစ်ပါလေပြီးပြီးနောက်မှာ ဘုရားတော်သိတန်ပိဋကစတုံးပါတို့ဟာသိစင်းလောင်းတဲ့နေရာကတော့ဒီသာသနာမတ်ပါပဲဘုရားရှင်ပဲပါပဲသိစင်းလောင်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပြဘုရားဆရာမျိုးတို့ဘုရားဝဲဆိုတော့လူတွေကတော့အများကြီးပဲဗျာပါတော့ဒီစီဒီခါကြတော့ခုလိုဆက်ကြတော့တိတ်တိတ်ပါလို့တော့တိတ်မရှိရဘူးဒါဆက်ပြီးတော့စံချနေပြီပေါ့နော် အထက်ကကုသရပါစေဘုဒ္ဓဆရာတွေရောကုသကောလို့ဒီကောင်တော်တွေကိုယ်အပ်ဖို့ဘုဒ္ဓဆရာအကြီးကတက်တက်၅ရာတယ်ဘယ်ကိနည်းလာလို့ဆရာတော်ဆရာတော်ကောင်းတာကိုခိုင်းတော့တိုင်းကြုံပြီးတော့မလုပ်နိုင်ဘူးလေတက်နေကြပြီးတော့ပါဠိကိုပြေတော့တယ်ဘာကြောင့်လဲဆိုဒီနေရာဒီဒီကြောင့်သဘောအသက်ရှိစေကြောင့်ဒီလိုဝဲမှုတစ်ခါမှမဖြစ်ဘူးလေ။ဒါကြောင့်လည်းဖြစ်နေတာ။ ဒီလိုရှင်းပြရတယ်တာဝန်ပြုရတယ်တန်ခါးဖိတ်ဆိုတဲ့တွေကဘယ်ကောင်းနေတယ်ကျွန်တော်လည်းရှင်းဖို့ပေါ်ခဲ့တာဖြစ်ပါပါလေဒါကြောင့်မင်္ဂလာပင်နာဒါမျိုးထူးခြားတဲ့မြင်ကွင်းမျိုးတခါမှမမြင်ဘူးဗျာကြည့်ပါဦးမန္တမင်္ဂလာဦးဒီလိုလဲစိတ်ကူးနဲ့မှန်းပြီးတော့ရင့်နေရတာဗျာ ပုံစံကြည့်ရတာဒါလူကြောက်လေးတွေဖြစ်မယ်ဗျသူတို့ရဲ့ဝိညာဉ်တွေပေါ့နော်ဒီဆုံးရှင်မင်းလာဆန္ဒထားရတဲ့ပြပြူရဲ့ လူကြောက်လေးတွေရနေပြီးတော့အိမ်မက်ပေးလို့ဒါမျိုးလုတ်ပေးရတယ်လို့သိရတယ်ဗျဒါသူတို့ရှင်ပြုတ်ပေးရတာဗောနော်ဖြည်းဖြည်းလို့ပါဦးလေးရေခလေးလည်းဓာတ်ချီကုန်ပါအောင်ပဲဦးလေးလည်းစိတ်ကူးနဲ့မှန်းပြီးတော့ရိတ်နေရတာဗျ

တော့အမှန်ကန်ကြီးကိုလှုပ်ပေးထားတာဝင်းလေးခါငါလူတွေကလည်းစီတယ်ဗျာလာကြတာရွာလုံးကျွဖြစ်မထင်နဲ့ဗျာ စ조사ပြီးတော့ရိတ်ပြီးနေတာပဲဒီကတော့ကိုကြီးဘယ်ဖြစ်တဲ့အားရပါလိမ့်မယ်ဘနပားလေတော့မသိဘူးအနည်းဆုံး၁၀ပါးလောက်တော့ရှိမယ်ထင်တယ်ဗျ။ဘုံတော့ကြည့်ရတာ။ င်ကန်းရည်အောင်ဖြစ်သွားပြီနော်ပြောမှဆိုရင်တော့ကိုရင်လေးတွေပေါ့ဗျာဒါအိမ်မပေးလို့သူတို့စန္ဒာလျောက်လုတ်ပြရတာပေါ့နော် ဆရာတော်တွေကိုယ်တိုင်ကျင့်ပပေးတဲ့ပွဲလေးပေါ့နော်။ဘုရားထိတိနဲ့ပြင်မယ်ဗျ။ဘုရားပွဲမှာ။ကဲဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment မှာရေးပေးတော့ပါအောင်ခင်ဗျာ။